စပင်အယောင်ပြောင်းပြီးပရိသတ်တွေကိုချွေချသွားအောင်လုပ်လိုက်တဲ့ twist အဖွဲ့ဝင်က minor မကြသေးခင်ကနာမည်ကြီးကိုရီးယားအမျိုးသမီးဂီတာအဖွဲ့တစ်ခုဖြစ်တဲ့ Twist အဖွဲ့ကမိနာဆိုရင်တော့ဒီမရဲ့စပင်ကိုအယောင်အသစ်ဆိုးပြီးတော့လူတိုင်းကိုအားသင်းစေခဲ့ပါတယ်။ဒီမကဂျပန်လူမျိုးဖြစ်ပေမဲ့လည်းကိုရီးယားကိုလာရောက်ပြီးတော့အနုပညာအလုပ်တွေလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။တောင်မသိသေးတဲ့သူတွေကတော့မိနာကိုကိုရီးယားလူမျိုးလို့ပဲထင်မှတ်မိကြမှာပါ။မိနာကအရင်က Twist ရဲ့နောက်ထပ်အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ Minsanmo ရဲ့ promotion ပွဲတွေမှာစပင်အထုတွေကိုတိုက်ခဲ့ပူပါတယ်။အဲဒီနောက်ပိုင်းမှာမှအခု ခုလိုရွှေရောင်စပင်ပုံစံနဲ့ရုတ်တရက်ကြီးပြန်ပေါ်လာခဲ့တာပါဒါပေမဲ့လည်းဂျာကတော့အတုတက်ထားတာမဟုတ်ပါဘူးသူမရဲ့တကယ့်စပင်အစစ်ပါဒီလိုမျိုးစပင်ကိုရွှေရောင်ဆိုးတာကမိနာအတွက်တော့ပထမဆုံးအချိန်မဟုတ်ပါဘူးလွန်ခဲ့တဲ့၄နှစ်လောက်တုန်းကလည်းဒီလိုအယောင်မျိုးဆိုးခဲ့ပူပါတယ်ဒါပေမဲ့လည်းဂျာကရန်ဖန်ရန်ကဆိုးနေကြအယောင်မျိုးမဟုတ်တဲ့အတွက်ရွှေရောင်ဖြုတ်စပင်ပုံစံကသူမအတွက်တော့လုံးဖြစ်တာခက်ရှားရှားစပင်ပုံစံတစ်ခုပါပဲဒီရွှေရောင်စပင်ကိုလူသိရှင်ကြားထုတ်ဖော်မပြခင်ရန်အနေနဲ့အလို့ ုံးကမိနာကသူစပင်အယောင်ကိုလျှို့ဝှက်ချဖို့အတွက်အနက်ရောင်စပင်ထုကိုဝယ်ထားခဲ့ပါသေးတယ်။ဒီလိုမျိုးသိတာထင်ရှားတဲ့ပြောင်းလဲမှုမျိုးကိုရုတ်တရက်ထားလုံးလိုက်တဲ့နောက်ွယ်အကြောင်းတရားကတော့ Wansfen Clark ကိုမြင်နေကြမဟုတ်တဲ့ပုံစံအစ်စ်တမျိုးပြကျင်လာကြောင်းပဲဖြစ်ပါတယ်။မျောလင့်ထားတဲ့အတိုင်းပရိသတ်တရားလဲမိနာရဲ့စပင်ပုံစံအသွင်သစ်ကိုသဘောကျနဲ့တတ်နေကြပါတယ်။ဗီဒီယိုလေးကိုအဆုံးထိအားပေးကြည့်ရှုတဲ့အတွက်လဲကျေးဇူးတင်ပါတယ်။ Channel လေးကို Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။